ဒိဋ္ဌိကိလေသာကိလေသာတရား10ပါးရှိပါတယ်။လောဘဒေါသ మో ဟမာနဒိဋ္ဌိဝိသိကိစ္စသီနာမိတ်တာဩဒိဋ္ဌအဟိရိကအနောထပ်ပါလို့ဖြစ်ပါတယ်။ဒီတဲကနေပထမဆုံးပေးရမယ့်ကိလေသာကဒိဋ္ဌိနဲ့ဝိသိကိစ္စကိလေသာပါ။ ဒီနေရာမှာတချို့ကကိလေသာတွေဟာ ရုပ်မှာပဲတည်နေသလိုလိုထင်နေတတ်ကြပါတယ်။မဆက်ဆက်ဘူးလို့မပြောလိုပါဘူး။သို့တော်ကိလေသာဆိုရသည်နန္တရားသာဖြစ်ပါတယ်။တကယ်တမ်းမှာတော့ရှိနေတာသည်ယုံ nant ဖြစ်ပျက်တာဖြစ်တာမို့ကိလေသာဆိုရသည်အမြဲတမ်းတည်မြဲခိုင်မြဲတဲ့တရားမဟုတ်ပါဘူး။အကြောင်းတိုက်ဆိုင်တဲ့အခါမှာပေါ်လာမယ်။ ပြီးရင်ပျောက်သွားမယ်ဆိုတဲ့သဘောမျိုးပါပဲကိလေသာကိုပယ်ရှားတဲ့တခုတည်းသောနိလန်ကအမှန်တည်ခြင်းဆိုတဲ့တမာဒိဋ္ဌိပါပဲမကဗျမစရိယာဆိုတဲ့မကင်အကျင့်တည်တာတခုတည်းသောနိလန်ပါဒီကိလေသာတွေထဲမှာမှာကြံတဲ့ကိလေသာတွေကိုပယ်တဲ့တရားတွေကလည်း나อยู่တဲ့နဲ့ကိစ္စတွေပါပဲ။ ဒါပေမဲ့ပထမမက်အတွက်ကြိုးစားတဲ့နေရာမှာတော့ဒိဋ္ဌိနဲ့ပတ်သက်တဲ့အမှန်သိမြင်မှုကိုအရေးထားဖို့လိုပါတယ်။အဲ့ဒီအတွက်ယုံ nant ဆိုတာကိုသိရပါမယ်။ယုံ nant ဟာအမြဲဖြစ်ပြနေတယ်ဆိုတာကိုသိဖို့လိုပါတယ်။ကိလေသာရဲ့သဘောကအမြဲတည်ရှိနေတာမဟုတ်ဘူးလို့ပြောခဲ့ပြီးပါပြီ။ဒါဆိုရင်လူတွေဟာ တခါတလေပုထုရှင်တခါတလေအရိယာလာလို့ မေကောင်းမင်းနိုင်ပါတယ်။ဒါနဲ့ပတ်သက်လို့ရှင်းတဲ့ဥပမာကတော့ကိလေသာရဲ့သဘောဟာ အကျွေးယူထားသလိုပါပဲ။ဆိုလိုတာကအကျွေးယူထားတဲ့အခါမှာပြန်ဆက်ရမယ်ဆိုတဲ့သဘောလေးကရှိနေပါတယ်။အဲ့ဒီပြန်ဆက်ရမယ်သဘောလေးကဘာကြောင့်ရှိတယ်လဲဆိုတော့အကျွေးယူခြင်းဆိုတဲ့ကိစ္စဖြစ်ခဲ့လို့ပါ။ပုထုဇဉ်တွေမှာအကျွေးယူထားတဲ့လူတွေလို့ပြန်ဆက်ရမယ်ဆိုတဲ့သဘောကရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့အစမတင်အောင်ရှေ့လျားလှတဲ့တန်တရာမှာအမှန်တရားဆိုတာကိုတခါဘူးမှမသိဘူးပဲထက်ခါထက်ခါကိလေသာတွေဖြစ်ခဲ့လို့ပါပဲအထက်ထက်အခါခါအကျွေးယူနေတယ်လို့ပါပဲအခုလဲမျက်လုံးနဲ့အစင်တိုက်မိတယ်မျက်လုံးကိုလဲငါလို့ထင်တယ်အစင်းကိုလဲသူ့လို့ထင်တယ်ရုပ်နဲ့နံဆိုတာကိုမသိဘူး ရုပ်နံဖြစ်ပျက်သက်သက်ဆိုတာကိုမသိဘူးအဲ့ဒီအခါမှာငါကြည့်လို့ကောင်းလိုက်တာဒီမျိုးသားအမျိုးသမီးကတော့ချောတယ်အစာရှိတဲ့ဖြင့်ထက်ခါထက်ခါအကျွေးယူနေကြတာပါပဲအဲ့ဒီတော့နောက်တစ်ခါမျက်လုံးနဲ့အစင်တိုက်ပြန်တဲ့အခါမှာလဲကိလေသာကထပ်ဖြစ်เสียအကြောင်းရှိနေပြန်ပါသေးတယ် အရိယာကတော့ပထမမက်မှာတင်ဒိဋ္ဌိနဲ့ပသက်တဲ့အကျွေးကြည်သွားတယ်လို့ပါပဲမျက်လုံးနဲ့အစင်တိုက်ယုံမကလို့မျက်လုံးတည်းပဲဝင်ထိုင်ထိုင်ငါပဲသူပဲယောက်ျားပဲမိန်းမပဲတတဝါပဲလို့ထင်နေအထင်တော်မလာတော့ပါဘူးအဲ့ဒါကိုပဲကိလေသာကုံသွားတယ်လို့ပြောတာပါဒါပေမဲ့ကာမကုံပေါ်ခင်တွယ်တဲ့လောဘဒေါသအစရှိတာတွေမပယ်ရသေးတဲ့အတွက် ကာမဂုဏ်နဲ့ပတ်သက်တဲ့လွန်ကျူးမှုဆိုတာကတော့ဖြစ်မှာပါအဲ့ဒီတော့ဒိဋ္ဌိကိလေသာပဲဘုံဤလန့်ကတော့ယုံနံဆိုတာကိုသိဖို့နဲ့ယုံနံဖြစ်ပျက်နေမှုဆိုတာကိုသိဖို့ပါပဲကျွန်တော်တို့မှာငါဆိုတဲ့ဒိဋ္ဌိက အာယုံထွာရတိုက်လိုက်တိုင်းလိုလိုမှဖြစ်နေတတ်တဲ့သဘောရှိပါတယ် အဲ့ဒီမှာငါဆိုတာဘာလဲလို့မေးလိုက်ရင်ခေါင်းထဲပေါ်လာမှာကဒီအပြုအမူတွေဒီအတွေ့အကြုံတွေတွေ့ကြုံခဲ့ရတဲ့သူပေါ့ဆိုပြီးပြောပါလိမ့်မယ်အဲ့ဒါဟာဖြစ်ပျက်ကိုတိတိကျကျမမြင်သေးတာကြောင့်အဲ့ဒီ issue အဲ့ဒီအသည့်အဲ့ဒီအချင်းဟာဖြစ်နေတာပါဖြစ်ပျက်ကိုအားထုတ်နေပြီမြင်နေပြီဆိုရင်အဲ့ဒီအတွေ့အကြုံ တကယ်တော့ဖြစ်ပျက်သွားတဲ့ဒိဋ္ဌိနဲ့တညာရဲ့ဖြစ်ပျက်မှုတသက်တာဆိုတာကိုသဘောပေါက်မှာပါလောကဆိုတာကြီးကလူရီဆိုတာကတကယ်ရှိနေသလားလို့စဉ်းစားကြည့်ပါကိုကိုကိုစစ်ကြည့်တော့လေယုံ nant ပဲရှိတယ်ဆိုတာသိရမှာပါဒီကနေတဆင့်တက်လိုက်တော့ယုံ nant ဟာအမြဲဖြစ်ပျက်နေတာပဲဆိုတာကိုသိရမှာပါအဲ့ဒီတော့လောကကြီးဆိုတဲ့စကလုံးကိုမြင်တဲ့အခါမှာစကလုံးသည်အစင် မြင်တာသည်မျက်လုံးဖြစ်လာတာသည် မြင်စိတ်အဲ့ဒီမြင်စိတ်ဖြစ်တဲ့အခါမှာရုပ်ခန္ဓာ၄ပါးတပေါင်းတည်းဖြစ်သက်တည်ကြောင်းထိတွေ့မှုဖက်သတင်ညာခံစားမှုဝေဒနာစိတ်စော်မှုသင်္ခါရတို့ဟာတပေါင်းတည်းဖြစ်ကြပါတယ်အဲ့ဒီအချိန်မှာပဲလောကဆိုတာကြီးဟာဒိဋ္ဌိအနေနဲ့နာမှာဖြစ်လာတာပါပဲတကယ်တမ်းတည်ရှိနေတာမဟုတ်ပါဘူးတကယ်ဖြစ်သွားတာသည် ယုံနံဖြစ်ပျက်တခဏလေးပဲဖြစ်ပါတယ်။ဒီလိုတခဏလေးဖြစ်တဲ့ယုံနံဖြစ်ပျက်တာဆိုတာကိုမတိခြင်းမောဟဖုံးလွှမ်းထားမှုကြောင့်အမြဲတစေငါဆိုရင်ပုံဖော်လိုက် သူဆိုရင်ပုံဖော်လိုက်နဲ့မရှိတဲ့တတဝါဆိုတာတတလောကဆိုတာကို ပုံဖော်ပြီးကိုကိုကိုလည်းတတဝါထင်တဲ့အထင်ကြီးဟာအမြဲဆိုသလိုဖြစ်ဖြစ်နေတာပါပဲ။ တကယ်တမ်းကယုံ nant ဖြစ်ပြမှုသာဖြစ်ပါတယ်။ယုတ်ဆိုတာကိုလည်းငါလို့ပြောလို့မရပါဘူး။ယုတ်တာငါဖြစ်မယ်ဆိုရင်ကင်ဆာယောဂအစားရှိတဲ့ယောဂတွေလည်းမဖြစ်ကြတော့ဘူး။ပြက်လည်းမပြက်စီတော့ဘူးဖြစ်ရမှာပေါ့။ယုတ်ဆိုတာကကံစိတ်ဥဒုအဟာရရဲ့ပြုပြင်မှုကြောင့်ဖြစ်ပြီးပြက်နေတဲ့သင်္ခါရတရားသာဖြစ်ပါတယ်။အဲ့ဒီလိုပဲနန်းဆိုတာကလည်းငါမဟုတ်ပါဘူး။ မျက်လုံးနဲ့အစင်းထည့်ရင်မြင်စိတ်မပေါ်ပါနဲ့လို့မရပါဘူးအတန်နဲ့နားထည့်ရင်လည်းကြားစိတ်မပေါ်ပါနဲ့လို့မရပါဘူးမြင်စိတ်ကြားစိတ်ပေါ်လာရင်တဲ့မှန်မီမှုမှတ်သားမှုတွေမဖြစ်ပါနဲ့လို့တားမရပါဘူးခံစားမှုဝေဒနာတွေလည်းမပေါ်ပါနဲ့လို့တားမရပါဘူးစိတ်ဆော်မှုဆိုတဲ့စေတနာတွေလည်းမဖြစ်ပါနဲ့လို့တားမရပါဘူးအဲ့လိုပဲဓာရီဖြစ်ပြီးရင်လည်းမပြတ်ပါနဲ့လို့တားမရပါဘူး ယုံ난ဟာမှန်မှန်ကြီးကိုဖြစ်ပျက်နေတဲ့သင်္ခါရတရားများဖြစ်ပါတယ်။အဲ့ဒီယုံ난မှာအသက်ဆိုတာဘာလဲလို့မေးရင်လေတကယ်တမ်းရှာကြည့်။ဘယ်ဟာကိုပြောရမှန်းမသိပါဘူး။သိကြတာကယုံ난ဖြစ်ပျက်မှတပါဘာမှရှိမနေပါဘူး။ဂျာကိုသိခြင်းဟာအမှန်သိခြင်းပါပဲ။ဒီလိုအမှန်သိမြင်ခြင်းဆိုတာဖြစ်တဲ့အခါမှာ ဒိဋ္ဌိဆိုတာအယူမှားကြီးပါလားငါသူပုဂ္ဂိုလ်တတဝါဆိုတဲ့အတ္တဆိုတဲ့သဘောရှိတယ်လို့ယူဆထားမှုကြီးတိမှုထင်မှုဆိုတာဟာ အမှားပါလားဆိုတာကိုသိသွားတဲ့အခါမှာမောဟလက်ကလွတ်သွားတာပါပဲဒီလိုတစ်ချက်သိလိုက်ုံနဲ့တော့တခါတည်းအပြီးလွတ်သွားမှာမဟုတ်ပါဘူးဒုလောဒုလောဆိုတဲ့ဝီစီကိစ္စအထင်မှားမှုအတိမှားမှုဆိုတာဟာ ပြန်ပြီးဖြစ်လာအောင်မှာပါပဲအကျွေးယူထားတာကအတော်ကြီးကြာခဲ့ပြီလေအမဲလဲထက်ထက်ယူနေတာမို့တခါဆက်လိုက်ရုံနဲ့တော့အကုန်ကြည့်မသွားနိုင်ပါဘူးတခါတခါဆန်းစစ်မှုတိမှုဖြစ်ရအောင်မှန်ကန်သောတတိမှန်ကန်သောတမာတိမှန်ကန်စွာတွေးတောမှုမှန်ကန်တဲ့အမြင်တခါတခါဖြစ်နေဖို့လိုပါတယ် ရုံဏကိုရုံဏပဲလို့သိမယ်ဆိုရင်ခကြီးကအတော်လေးရောက်နေပါပြီ။ရုံဏရဲ့ဖြစ်ပျက်ကိုသိမယ်။ရုံဏဖြစ်ပျက်နေမှုပဲငါဆိုရာသူဆိုရာကြီးကအမားကြီးပါလားလို့သိမယ်ဆိုရင်တော်တော်လေးခီးပေါက်လာပါပြီ။ဒီမှတ်ကန်စွာမြင်မှုဆိုတဲ့အမောဟအပေါ်မှာလဲငါတိတာငါအမှန်မြင်တာစသဖြင့်ထပ်ပြီးဒိဋ္ဌိကအကျွေးယူဖို့နှိုးဆော်ပါလိမ့်အောင်မယ်။ အမောဟဆိုတာဒီလဲနန္တရားပဲယုံနယ်ဖြစ်ပြမှာတပါတခြားမရှိတည်တယ်ဆိုတာဝိညာဉ်ဆိုတဲ့နံပဲမှတ်မိတယ်ဆိုတာတညာဆိုတဲ့နံပဲခံစားတယ်ဆိုတာဝေဒနာဆိုတဲ့နံပဲကြံတွေးမှုအမှန်မြင်မှုဆိုတာသင်္ခါရခေါ်တဲ့နံပဲအထင်မှားဒိဋ္ဌိဆိုတာဒီလဲနံပဲဒီတရားတွေအလုံးဟာအတ္တမဟုတ် ငါတွေသူတွေမဟုတ် သူတဘာဝအတိုင်းသူဖြစ်နေတာပဲငါသူဆိုတာဘယ်နေရာမှာမှရှာမရပါလားဆိုတာကိုတတိချာချာကြီးအမြင်ရှင်းသွားဖို့လိုပါတယ်အရိယာဆိုတာဒီအခေါ်အဝေါ်ပြည့်ညတ်တာဖြစ်ပြီးတကယ်တမ်းကယုံနံဖြစ်ပြက်တာဖြစ်ပါတယ်ငါအရိယာဖြစ်ရမယ်ဆိုတာမျိုးကတမျိုးကောင်းပြီမဲ့အဲ့ဒီစကားကိုကဒိဋ္ဌိကြီးဖြစ်နေပါတယ်အဲ့ဒီတော့ တခုခုရလုံမှုနဲ့မကြိုးစားပါနဲ့အမှန်သိမြင်မှုဖြစ်ဖို့ကြိုးစားပါယုံနံရဲ့ဖြစ်ပျက်မှုသာရှိပြီးကိလေသာဆိုတာဒီလဲယုံနံဖြစ်ပျက်မဲ့ဆိုတာဒီလဲယုံနံဖြစ်ပျက်ကိလေသာဆိုတာဒီလဲယုံနံဖြစ်ပျက်မဲ့ဆိုတာဒီလဲယုံနံဖြစ်ပျက်အာလောဟာငါရီသူတွေမဟုတ်ပဲယုံနံဖြစ်ပျက်တာဖြစ်တာမို့အမှန်သိမြင်မှုဖြစ်လာလေလေ ခန္ဓာကသူ့သဘောသူဆောင်ပြီးသူ့အလုပ်သူလုပ်နေတာကိုသိလေလေပါပဲငါဆိုရသည်မနေ့ကငါဒီနေ့ငါတူတူပဲဆိုတဲ့ခိုင်မြဲတဲ့သဘောယူထားတဲ့သူတွေကတော့ရုပ်နံဖြစ်ပျက်ကိုမြင်တဲ့အခါမှာခိုင်မြဲတာတခုမှမရှိပါလားဆိုတာကိုသဘောပေါက်သွားပြီးငါဆိုတာမဟုတ်ပါလားမရှိပါလားလို့သဘောပေါက်သွားနိုင်ပါတယ်မိခိုးနေများတဲ့သူတွေကတော့ သင်္ခါရတရားဆိုတာကိုသဘောပေါက်ဖို့လိုပြီးသင်္ခါရတရားတွေရဲ့ဖြစ်ပျက်နေမှုသာဖြစ်တဲ့အတွက်ငါသူဆိုတဲ့အတ္တမဟုတ် အနတ္တပဲလို့သဘောပေါက်သွားနိုင်ပါတယ်ငါသူဆိုတာမရှိတဲ့အတွက်ယုံနံပေါ်မှာပိုင်ဆိုးမှုဟိုလိုဖြစ်ပါတော့လားဒီလိုဖြစ်ပါတော့လားလို့လုံးလို့မရပါဘူး အမှန်သိမြင်မှုကလည်းဒီစာအပေါ်မှာနားလည်မှုဆိုရက်နန်တရားကြောင့်ဖြစ်လာတဲ့ယုံ nant ဖြစ်ပျက်မှုလေးတစ်ခုသာဖြစ်ပြီးဒီဘက်ကကျွန်တော်ဆိုတာကလည်းရှိမနေပါဘူးအလုံးဟာထင်ရောက်ထင်မှားဖြစ်နေကြတာပါယုံ nant တရားတွေရဲ့ပဋ္ဌာန်းဤအတိုင်းအကြောင်းအကျိုးဖြစ်ပျက်နေမှုသာဖြစ်ပါတယ်ငါသူတတဝါဆိုတာလုံးဝမရှိပဲတုံညာဆိုတဲ့သဘောကိုလည်းမြင်လာပါလိမ့်မယ် အဲ့လိုမြင်မှုဟာလဲယုံနဲ့ဖြစ်ပြက်ပဲမှုမမြဲပါဘူးဖြစ်ပြီးပြက်သွားမှပါပဲယထာကြွယ်ကြီးကိုကျွန်းတယ်လို့ပါပဲအစပိုင်းမှာတော့အားဆိုင်ထုတ်နေရပေမဲ့နောက်ပိုင်းမှာအစကတည်းကကျွန်းသူဆိုတာပါ မရှိတဲ့သဘောတရားများအကြောင်းအကျိုးဖြစ်ပြက်နေမှုမှတပါဘာမှမရှိတဲ့သဘောကိုသိလာပါလိမ့်မယ်ဘယ်ရာမှဘာမှဟုတ်မနေဘူး ထင်ရှားတာတွေအကုန်လွဲပြီဆိုတဲ့အတွေးတွေလည်းဖြစ်လာပါလိမ့်မယ်။ပိုင်ဆိုင်နေဆိုတာဟာဘာလဲ။ကာမဂုဏ်တွေအတွက်ကြိုးစားနေတယ်ဆိုတာဟာတင့်တော်ရဲ့လားဆိုတာတွေပါ စင်ကဲစင်ကဲဖြစ်လာပါလိမ့်မယ်။ကျွန်တော်တို့ဟာငွေကြီးအတွက်လုံပန်းနေကြတာများပါတယ်။ငွေကြီးလေးအဆင်ပြေရင်တော့ကုသိုလ်အတွက်လုံပန်းကြပြန်ပါတယ်။ဒါကိုပဲကောင်းလှပြီဆိုပြီးအထက်ထက်အခါခါဟောပြောနေကြပါတယ်။ တကယ်တော့ငွေကြေးပိုင်ဆိုင်နေဆိုတာဘာလဲစဉ်းစားကြည့်ပါငွေဆိုတာရုပ်ပါပဲပိုင်နေတဲ့နဲ့စိတ်ဆိုတာဟာယုံနံဖြစ်ပြပါပဲတပါတော်သူများကမင်းဟာလို့ပြောတယ်ဆိုတာဟာလည်းယုံနံဖြစ်ပြပါပဲကိုကကြားတယ်ဆိုတာကလည်းယုံနံဖြစ်ပြပါပဲငါဟာဆိုရင်စိတ်ကတော့မှားယွင်းတဲ့အယူအတိအထင်ဆိုတဲ့ဒိဋ္ဌိယုံနံဖြစ်ပြဖြစ်သွားပါပြီ ချာဟာပြောခဲ့တဲ့အတိုင်းအကျွေးယူလိုက်ပြန်တဲ့သဘောပါပဲ။အစကတည်းကငါဆိုတာမရှိမရမနာဖြစ်ပျက်နေတဲ့ရုပ်နံဖြစ်ပျက်ကြီးမှာရမှုမဟုတ်ပဲလွတ်လန်းကိုဆုံးရှုံးမှုဖြစ်နေပါပြီ။အဲ့ဒီတော့အာယုံတွေဆိုတာအတန်တွေဆိုတာအလုံးဟာကိလေသာတိုးပွားရာတွေဖြစ်နေပါတော့တယ်။တခုတည်းတော့လွတ်ရလန်းကတော့မှန်ကန်စွာသိမြင်မှုပါပဲ။ ငါဆိုတာမရှိတဲ့နောက်မှာကုသိုလ်တွေပြုပြီးငါပြန်ခံစားရမယ်ဆိုတဲ့အတွေးဟာလည်းအစကတည်းကမှားနေပါတယ်။ကုသိုလ်ဟာအကျိုးပေးတွေရှိနေပေမဲ့အဲ့ဒီအပေါ်မှာငါဆိုတဲ့ဒိဋ္ဌိကြီးနဲ့မတ်မောတွေ့တာနေမှုကလည်းတင့်ကြော်တဲ့ကိစ္စမဟုတ်ပါဘူး။အဲ့ဒီတော့အနှစ်ချုပ်အနေနဲ့ကတော့ထင်ရှားရှိတဲ့ခန္ဓာ၅ပါးပေါ်မှာ ငါပဲသူပဲဆိုတဲ့တက္ခာယဒိဋ္ဌိမဖြစ်စေပဲမမှန်ကန်ကန်သိမြင်မှုဖြစ်စေဖို့ပါပဲဒီနေ့ခေတ်မှာယဟန်တန်ခါများကအစာဒိဋ္ဌိထုလွန်တော့မိဘမြတ်တာဘွဲတွေငရဲတွေနှက်ပြီတွေဓာရီပဲဟောနေကြတာများပါတယ်အဲ့ဒီအဟောတွေဟာတကယ်တမ်းတော့ကိလေသာတိုးပွားရာတိုးပွားချောင်းနေဖြစ်နေပါတယ် ။နတ်ပြည်ယောက်ျားကုသိုလ်တွေပေါ်မှာတာယာနေမှုကလည်းဒိဋ္ဌိကိုအားကောင်းစေပါတယ်။ဘိဗာဆိုတာကိုယုံနံပဲလို့မြင်ကြည့်လို့အပေကြမယ်လို့ဖះလည်းမဟောခဲ့ပါဘူး။ကြပါတော့မကောင်းမှုတွေဘလောက်လုံးလုံးမဖြုံမိမဲ့မိဘအပေါ်မှာယုံနံပဲလို့မြင်လိုက်ယုံနဲ့ဖះဆိုတာယုံနံပဲလို့မြင်လိုက်ယုံနဲ့အပေတန်းကြမယ်လို့ထင်ကျင်ထင်နေတတ်တာမျိုးပါ။ အမှန်တရားဆိုတာမျက်နာမလိုက်ပါဘူးအကုန်လုံးအတွက်မှန်ကန်နေတဲ့ကိစ္စဖြစ်ပါတယ်အဲ့ဒီတော့အမှန်သိမြင်မှုအတွက်အမှန်စဉ်းစားမှုကိုကြောက်စိတ်ကြီးနဲ့မကန့်ကွက်ပါနဲ့မိဘဆိုတာယုံနံပဲဆိုရင်ဘာဖြစ်တယ်ညာဖြစ်တယ်အစားရှိသဖြင့်တပါတော့အကုသိုလ်စိတ်တွေလည်းပေါ်ခြင်းပေါ်လာတတ်ပါတယ်ဒါရီဟာဖြစ်เสียအကြောင်းရှိလို့ဖြစ်တဲ့ယုံနံဖြစ်ပျက်တွေပါပဲဒါရီကိုကြောက်ပြီးပူပန်နေစရာမလိုပါဘူး အဲ့လိုပဲအဲ့လိုပြောတတ်တဲ့သူတွေကြားမှာငင်းခုန်နေလို့လည်းအကျိုးမရှိပါဘူးအကျိုးရှိတာက တကယ်ပဲယုံ nant ဟုတ်သလားဆိုတော့စမ်းစစ်မှုပါဒီလိုစမ်းစစ်မှုရှိမှသာလျှင်အမှန်မြင်မှုထက်ခါထက်ခါဖြစ်မှာပါမိဘပေါ်မှာမောင်နှမသားချင်းပေါ်မှာသားသမီးပေါ်မှာစနီးမယားလင်းယောက်ျားပေါ်မှာခင်တွယ်မှု မကြည်နပ်မှုဆိုတာတွေဟာ ဒိဋ္ဌိကြောင့်ဖြစ်ရတဲ့ကိစ္စတွေပါဒိဋ္ဌိကြောင့်ဖြစ်ရတဲ့ကိစ္စတွေအကုန်လုံးဟာဒိဋ္ဌိစင်လာတာနဲ့အမျှသက်တာလာမှာပါသာသမီကိုခင်တယ်မိဘကိုခင်တယ်အဲ့ဒီခင်တဲ့စိတ်တွေဟာပုထုဇဉ်တွေကြားမှာအသားယူစရာဂုံယူစရာ ဖြစ်ကောင်းဖြစ်ပေမဲ့တကယ်တမ်းက အပေပို့မဲ့တရားတွေပါအသက်ရှင်စင်မှာလဲမမြဲတဲ့ အလိုမလိုက်တဲ့ယုံနံတွေအနတ္တတွေမို့စိတ်ဆင်းရဲပင်ပန်းခြင်းဖြစ်စေတဲ့အကြောင်းတွေပါ။ကောင်းချုပ်ပေးတဲ့ကိစ္စတွေမဟုတ်ပါဘူး။သာသမီကိုခင်လွန်လို့ဆိုပြီးမျက်လုံးနဲ့ထက်ထားလို့ရတာမျိုးလည်းမဟုတ်ပါဘူး။မျက်လုံးနဲ့ထက်ထားလဲငါဆိုရာက ရှိမနေပါဘူး။ဖြစ်ပြီးပြက်နေတဲ့ယုံနံဖြစ်ပျက်တွေမှတပါဘာမှမရှိပါဘူး။ဒိဋ္ဌိဆိုတဲ့အကြောင်းရှိနေတဲ့၍ ပူဆွေးခြင်းဆိုတဲ့အကျိုးရှိနေမှာပါပဲဒီနေ့မကြုံရရင်နောက်တနေ့ပါပဲကြုံရမှာတေချာနေပါတယ်အဲ့ဒီတော့တန်တရာတလျှောက်လုံးမှာကိလေသာအလိုလိုက်ခဲ့သမျှဒီတခါတော့မလိုက်တော့ဘူးဆိုတဲ့စိတ်မျိုးနဲ့အကြောင်းတရားဖြစ်တဲ့ဒိဋ္ဌိကုံစင်သွားအောင်သာကြိုးစားတော်မူလိုက်ကြပါယေရှုတင်ပါတယ် ထက်အောင်လူချင်းမင်းတို့အချိန်ပေးနားဆင်မှုအတွက် accessory တာမှကျေးဇူးတင်ရှိပါတယ်ရှင်ဒိဋ္ဌိကိလေသာ